ောင်မှုအကြောင်းကျွန်တော်မျှဝေပေးနေတာဖြစ်ပါတယ်အဲ့တော့ခေါင်းဆောင်တယောက်မှာမရှိမဖြစ်အရေးချင်းခုနှစ်ချက်ကိုကျွန်တော်မျှဝေပေးမယ်နံပါတ်၁ချက်လုပ်ငန်းဆိုင်ရာကျွမ်းကျင်မှုရှိရမယ်ခေါင်းဆောင်ဒီလုပ်ငန်းဆိုင်ရာကျွမ်းကျင်မှုမှာမရှိဘဲနဲ့တော့ဘလို့မှအဖွဲ့အစည်းကိုဦးဆောင်လို့မရအောင်နံပါတ်၃နံပါတ်၂ပေါ့နော်နံပါတ်၂တွဲခေါ်မှုစွမ်းရည်မြင်မာရမယ်ခေါင်းဆောင်ဒီနံပါတ်၃ခေါင်းဆောင်ဒီတမိုင်းကြောင်းကောင်းရမယ် track record ကောင်းရမယ်သူ့ရဲ့တမိုင်းကြောင်းကောင်းရမယ်သူ့ရဲ့လုပ်ခဲ့တဲ့ track record တွေဒီကောင်းမွန်မှန်ကန်မယ် record ကောင်းနေရှိရမယ်ပေါ့နော်နံပါတ်၄ people skill လူတွေနဲ့ဆက်သွယ်ဆောင်ရွက်နိုင်တဲ့စွမ်းရည်မြင်မာရမယ် ။နံပါတ်5ကတော့အလွန်အရေးကြီးတယ်။ကောင်းဆောင်ဒီလူတွေရဲ့အရေးချင်းကိုသိပြီးတော့အဲ့ဒီအရေးချင်းကိုဖော်ထုတ်နိုင်ရမယ်လူတွေရဲ့ talent ကိုသိပြီးတော့အဲ့ဒီ talent ကိုဖော်ထုတ်နိုင်ရမယ်နံပါတ်6ကတော့ကောင်းဆောင်ဒီတရားမျှတမှုရှိရမယ်ဆုံးဖြတ်နိုင်စွမ်းရှိရမယ်တမာတမတ်ကြရမယ်နံပါတ်9ကတော့ကောင်းဆောင်မှုမှာအရေးကြီးတဲ့ကိုချင်းသိက္ခာဖြစ်တယ်အဲ့ဒါဒီနောက်ဆုံးမှပြောပေမဲ့အရေးကြီးဆုံးဖြစ်တယ်ကိုချင်းသိက္ခာမရှိရင်အဲ့နံပါတ်9ဖြစ်တဲ့ကိုချင်းသိက္ခာမရှိရင်တက်ကနေ6အရေးချင်းတွေဘယ်လောက်ရှိရှိအဲ့ဒီကောင်းဆောင်မှုတွေဘာအတိတ်ပဲမှမရှိတော့ တော့ဒီခုနှစ်ချက်ဒီခေါင်းဆောင်ဖြစ်ချင်တဲ့သူတိုင်းအတွက်ခေါင်းဆောင်မှုမှာမရှိမဖြစ်အရေးချင်းခုနှစ်ရက်ကိုမျှဝေပေးလိုက်ပါတယ်လူချင်းတို့အတွက်အကျိုးရှိမယ်လို့အပြည့်အဝယုံကြည်ပါတယ်တင်တန်းတက်ချင်တဲ့သူတွေတလောက်ကျွန်တော်တင်တန်းတစ်မျိုးပဲဖွင့်တယ်2025